သူကမွေးကြတယ်ဆာဒုက္ခမပါတာတဖြောင်းနဲ့ဟိုတဲ့ပေါင်းရင်ကလည်းခြေစလုံးတန့်ဖြစ်သွားတာပေါင်းမပါလာတာအခုသူဘလဘယ်နည်းရှိလဲလေးနှစ်ခွဲပဲလေးနှစ်ခွဲရှိပါပြီဆိုတော့အဲ့တော့ဆရာဝန်ကြီးကအလကားခွဲပေးမှာဟိုလိုမျိုးအကုန်လုံးစီစဉ်လုပ်ပေးထားတဲ့စေဖို့ပဲကုံမကျမသူကစင်ကယ်မန်လေးဖြစ်တယ်မတန်ဆွမ်းလေးဖြစ်ပါတယ်အဲ့လိုပဲတသားလေးရလဲအဲ့လိုဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်စေဖို့စားဖို့တောက်ဖို့ ဒီလိုမျိုးခွဲစိတ်တဲ့အချိန်မှာနေဖို့ထိုင်ဖို့ညကြတော့လေကိုအုံးမှဖြစ်တဲ့အတွက်အဲ့ဒီစတူဒန့်လိုရင်မြန်မာလေးရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးပြန်ပေးပါအာအခုကတော့ဒီသားလေးပေါ့နော်ဇွဲမမောင်ရဲ့အာညီမလေးမြများတို့ရဲ့ခိတ္တခဏနားခိုးရဲ့အိမ်ကိုရောက်နေရယ်တမိအဲ့သားလေးကဘာဖြစ်တာလဲသူရဲ့ဖြစ်စုံပြောပြ သူကမွေးကြတယ်ဆိုဒုက္ခမပါတာတဖြောင်းနဲ့ဟိုတဲ့ပောင်းရင်ကလည်းချီးစလုံးတိုက်ဖြတ်သွားတာပောင်းမပါလာတာမွေးတဲ့အခုသူဘယ်လားဘယ်နှစ်ရှိလဲလေးနှစ်ခွဲပဲလေးနှစ်ခွဲရှိပါပြီဆိုအဲ့တော့တမီးတို့လွန်ခဲ့တဲ့နှစ်နှစ်ခွဲရခွဲစိတ်ဖို့လုတ်ဖြစ်လားမလုတ်ဖြစ်ဘူးဘာဘာလို့မလုတ်ဖြစ်လဲ तू ကဒီဘက်သူဟိုတဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ခွဲတဲ့ဟာနဲ့အဆင်မပြေဘူးတဲ့ဩတေးသေးလို့လူတေးသေးလို့အဲ့ဆိုဘယ်ချိန်လောက်မှလုတ်မယ်လို့ပြောလဲအဲ့ဒါလူနည်းနည်းကြီးထွားမှုခန္ဓာကိုယ်ကြီးထွားမှုအဆင်ပြေမှလုတ်ဝိမယ်တဲ့ ဟုတ်ပြီဒါပေမဲ့စေကံတော့တောက်လျှောက်ပြအဲ့ရစ်ချိန်လေးတွေနဲ့ပြပြစေကံတော့တောက်လျှောက်ဆိုတာကဘဏ္ဍလာတစ်ခါပြရတယ်သုံးလတစ်ခါသုံးလတစ်ခါပြရတယ်သူနားလေးကလည်းအဲ့လိုလေးဖြစ်နေရနော်မွေးကလေးကနှစ်ဖက်စလုံးနားတော့ကြားတယ်ပေါ့ကြားတယ်လုံးလုံးစင်မှာတမီးတို့ကဘလို့ရှာဖွေစားတော့လဲဈေးရောက်လာကြပါဘာရောက်လဲအကင်းရောက်လာအကင်းဘယ်မှာမှရောက်လဲ အနေမရောက်နာရောက်နာဒီဘက်ကိုဒါစိတ်ကံပြလိုက်ရင်အနေမတော့အဆင်မပြေတော့ဘူးဒီဘက်မှာဈေးရောက်မှုအစည်းအဝေးဆွဲထားရဲ့ဩဟုတ်ပြီအဲ့တော့ယောက်ျားကဘယ်ရောက်သွားလဲယောက်ျားထိုင်းမှာဩဒီကလေးမွေးပြီးရထားခဲ့ရပါဟုတ်သူက single man လေးဖြစ်တယ်မတန်ဆွမ်းလေးဖြစ်ပါတယ်အဲ့လိုပဲတတလေးရလည်းအဲ့လိုဖြစ်ပါတယ်လို့အဲ့တော့သူကကျမစီကိုဖုန်းဆက်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်သူက သူရွာမနေရလဲအဆင်ပြေဘူးပေါ့နော်။အဲဆိုသူတို့မိသားစုကိုသူတို့သားမိကိုချီတိုလက်တိုတာအဲ့လိုရက်ွက်အဲ့လိုပြောတယ်ပေါ့။ဒါကလေညီမလေးကိုအမတခုအချက်ဟိုဘလို့ဟောမလဲအပိစကားပေါ့။အဲ့လိုပြောချင်တာကဒီလိုမျိုးသမီးချီတိုလက်တိုဖြစ်တာသူများပစံခိုးတာလည်းမဟုတ်ဘူး။သူများရဲ့အိမ်တောင်ကိုဖျက်ဆီးရလဲမဟုတ်ဘူးဆိုတော့သူများကလည်းလိန်ညာလဲမဟုတ်တဲ့အတွက်ဒါဘဝဘေးကုသူလေးတမီးအခုရှိနေတဲ့ဘဝမှာတမီးကောင်းရောင်းကောင်းဝယ်လှုပ်ရှားတယ် ဟုတ်တယ်မလားအဲ့ဒီအတွေ့သမီးအရာအားငယ်ဆရာမဟုတ်ဘူးလို့အမကတော့အားပေးစကားပြောချင်ပါတယ်ဆက်တက်လိုက်တဲ့အချိန်မှာ तू ကဒီခလေးကိုတဲ့ရက်ချင်းပြပြီးတော့နေပြန်ရောက်နေတယ်တဲ့နေပြန်ရောက်နေတယ်ဆိုတဲ့အချိန်မှာတမီးလို့အလှရှင်ကပတ်စံလှူထားတယ်လို့၄သိန်းလား၄သိန်းကွာမသိဘူးအဲ့တော့တမီး ပြန်လာခဲ့ပါလားဆိုတော့မမတဲ့အတမီးကရက်ချင်းကလေးရက်ချင်းချင်းမှပြန်လာလို့ရမယ်နောက်ပြီးတော့အဲ့ဒီတော့ကသူကပြောတာပါ6လလောက်7လလောက်ကြာအောင်မယ်လို့ကိုယ်စီထဲမှာထင်တာတကယ်တော့ तू ပြောလိုက်တာ3လလောက်ကြာမယ်လို့ပြောလိုက်တာတဲ့အဲ့အဲ့လှူလိုက်တယ်ငွေရိုးလဲကျမအဆင်ပြေတယ်မိုက်တီတာဖုံးဆယ်ဟိုဖုံးဆယ်လိုက်တော့ကွဟိုလိုမျိုးတခြားတရားကိုလှူပြီးသွားပြီမရှိတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှလဲဖုံးထက်မဆက်တော့ဘူးအဲ့ဒီနောက်ပိုင်းဘာမှအဆက်တွဲမလုပ်တော့တာ ခုချင်းဒီပဲအခုမှ line ပေါ်မှာတွေ့လို့ဒါကိုကပြန်ပြီလို့ရှင်မေးလိုက်တာပဲရှိတယ်သူကတာကြီးကိုအမကြီးရန်ကုန်ရောက်ပြီးတမီအာပတ်စံအဲ့လိုက16သိန်းနဲ့ဖုန်းနှလုံးကပိုင်းနိုင်ခံရတယ်ဆိုတော့အဲ့ဒါလည်းသူမှန်းမသိဘူးသူမမသိဘူးဆိုတော့သူ့ဖုန်းနံပါတ်မလဲမသိဘူးမသိတဲ့အခါကျတော့တာကြီးကအေးညီမလေးလောလောဆယ်တော့အမစီမှာအလှူကအလှူငွေမရှိဘူးအလှူရှင်မရှိဘူးအဲ့လိုပဲပြလိုက်တယ် သူဘယ်သူမှလည်းမသိဘူးဒီဒီကလေးအမေမှလည်းမသိဘူးအဲ့တော့အဲ့ရအဲ့လိုမျိုးပြောလိုက်ပြီးတော့ဆိုတော့ तू ကလည်းအဲ့လိုဖုန်းချသွားတယ်အဖုန်းချသွားပြီးတော့ तू လုံးဝမဆက်တယ်လာတော့အခုကြမှာအဲ့လိုကြီးပေါ်လာပြီးတော့အဲ့လိုကြီးနာမည်ဖြတ်တဲ့အခါကျတော့အဲ့ရမို့တာကြီးကလှူမယ်ဆိုရင်သူ့စီပဲတာကြီးလှူတယ်မှာတာကြီးကတော့လုံးဝလက်မခံပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့အရန်ကြောက်သွားလို့လေ ဆရာမကြီးကအလကားခွဲပေးမှာဟိုလိုမျိုးအကုန်းလုံးစီစဉ်လုပ်ပေးထားတဲ့စေဖို့ပဲကုံမကျမ ဆရာဝန်ကြီးနဲ့အကုန်တိုင်မဲ့ထားတာနေရနေလာတော့ဟုတ်တယ်မင်းတုံးမှာလားမကွေးတိုင်မင်းတုံမျိုးရှမ်းရွာမကွေးတိုင်မင်းတုံးရှမ်းရွာမှာနေရအဲ့တော့သူတို့ကအခုဒါရက်ချင်းလာပြတာရက်ချင်းလာပြပြီးဒါတငယ်ချင်းအိမ်ကဒါအခု၃လလောက်ဟောပါတယ်အဲ့လိုမျိုးသူတို့ကလည်းနှားထားတယ်အဲ့မှာခဏနေရတာအဲ့တော့နေရတာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဟိုသွားစီလာစီ เนาะအဲ့လိုမျိုးတွေကုန်နေအခုဆိုရင်တော့လူတငယ်ချင်းအိမ်မှာနေပြီးတော့ပဲဘာဖြစ်မလဲဆိုလို့ရှိရင်လည်းနေဖို့ကရန်ကုန်မြို့ကအာနေဖို့အရန်ခက်တယ်အဲ့ဒါလေးအတွေ့ပေါ့เนาะသူတို့သားမိလေးတွေ့ပေါ့เนาะအာခွဲစိတ်မယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးကအာအလကားခွဲစိတ်ပြီးမယ်လို့ပြောပါတယ်သို့တော်လည်းဘာပဲဖြစ်ဖြစ်စေးဖို့စားဖို့တောက်ဖို့ဒီလိုမျိုးခွဲစိတ်တဲ့အချိန်မှာနေဖို့ထိုင်ဖို့ကြီးကြတော့လေကိုယ်ဥမှဖြစ်တဲ့အတွက်အဲ့ဒီ လှူရန်လိုရင်မြန်မာလေးရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးပြန်ပေးပါသမီးဖုန်းနံပါတ်လေးပြောပြလိုက်ပါ2949956 0925649926မမြမြပါအဲ့ဒီဖုန်းကိုတိုက်ရိုက်ဆက်တယ်ပြီးလူပေးကြပါဂျားကမိတိဖုန်းမိတိအကောင့်ကိုမှမလွှဲဖို့အာတောင်းဆိုပါရစေ ား150တဲ့လှူမယ်ပြောပြီးတော့တဲ့အဲ့တော့လာမလူလို့တဲ့သူတို့ကတဲ့တောသူတောင်သားတွေမို့လို့တဲ့သူတို့ကမတောင်းရဲလို့သူ့စီမှာလာကူညီတောင်းတယ်တဲ့ဆိုတော့အဲ့လိုမျိုးတင်ထားတယ်နောက် post တစ်ခုမှကြာတော့လေသူကဘာလဲဆိုတော့အဲအဲ့လိုပဲဒါအဲ့တော့သူ့အကောင့်ကိုဝေကြည့်တဲ့အခါမှာအမ post ကတာကြီး post ထဲမှာအပါဝင်6ခုပဲရှိတယ်။တာကြီးကိုနာမည်ဖြတ်တဲ့နီနီဆိုတဲ့ account ိုင်ရှင်ကိုဒါရီရတရားဥပဒေအရပဲသွားမှာပါ။မဖြစ်လို့လေဆိုတော့အမှုပညာပဲဖြစ်တယ်။နောက်ပြီးတော့ဒါရီမဟုတ်တာတခုမှမလုပ်ဘူး။ဖွင့်လင်းမြင်တာလူဒန်းပေးနေတဲ့သူဖြစ်တယ်။နောက်ပြီးတော့ဒါရီကပရိဒအသင်းဖွဲ့မဟုတ်ဘူး။အလှူရှင်နဲ့အလှူခံပုဂ္ဂိုလ်ကြားကိုအစဉ်ပြေအောင်ဆက်သွယ်လူဒန်းပေးတဲ့သူဖြစ်တဲ့အတွက် တာကြီးကိုဒီနာမည်ဖြစ်တဲ့နီနီအကောင့်ပိုင်ရှင်ကိုတာကြီးကရအောင်ခေါ်ထုတ်ပါပါလို့တကယ်လို့ကူညီနိုင်နေဆိုလို့ရှိရင်ပိဋကတ်တွေရရောအကုန်လုံးဒီကိစ္စလေးကိုဒီကြွချင်တဲ့သူတွေအကုန်လုံးကျမကိုဝိုင်းပြီးကူညီပေးကြပါလို့